တော်ကုန်တဲ့မြန်မာလူတို့ကရရှိပါအဲ့တော့ခြေဝါကကောင်းနိုင်ရတဲ့အခါနဝတ္တစုစုပြန်တာတာတော်များဒီမျိုးစုံနဲ့ချိကပ်ပြတ်ပြတ်ဒီမျိုးတို့တစ်ချက်ဆင်းတဲ့အစရာကတည်းကအစီအုပ်။တန်တော်တော်တွေကဟိုယဟန်မှာယဟန်ကအပြီးတော့ဒီနဝတ္တစေရာရှိဘယ်လိုဆိုင်ကြဲကြ။တန်တော်တော်ကိုအဲဒီကိုကြီးကျိုးတယ်ဆိုတဲ့ပုံစံ။ဒါပြီးရွှေဝါဘောကရေးပါ။ သာသနာ့ကိုတကယ်ချင်းရောက်တာမဟုတ်ဘူးသာသနာ့ကိုကုသိုလ်လုပ်ခဲ့တဲ့ဆရာထင်ရှားတယ်ကျွန်တော်ကိုမြေသာပူဇော်ရဟန်းတော်ကလုပ်ပြရတယ်ဆိုတော့ချေရောင်းတော်ရင်မှာပါဝင်ခဲ့တယ်ပြင်းထွားနေရတဲ့ချိန်မှာသူ့ရဲ့ဒကာမကြီးကိုသွားအဲ့ဆေးဥစုကဒကာမအဲ့ဒကာအိမ်ကွာကွာတော့အဲ့ဆေးဥစုကဒကာကြီးကသူ့လက်မှတ်ရှူရအောင်ပါမယ်မှာပါလို့သူ့အိမ်ပေါ်လက်မှတ်ပါ ူအဲ့ဒီအချိန်မှာနားလည်းတရားလည်းဩသူတို့တကယ်နေတယ်တော့သာသနာအကုန်လုံးကြင်ညိုလို့စိတ်ကတတ်တာဘိုးဘွယ်ကတတ်တာဟုတ်ဘူးသာသနာကိုသူ့လိုလုပ်ခဲ့တယ်ဆိုတာအဲ့ဒီစိတ်ဆုရဲ့စေနာတော်ဒီနေ့ဖြူရမင်္ဂလာများဆိုပြီးတပည့်တော်ဆက်ပြီးတော့ပြေးပြီးတော့မြင်ရပြီးကြာတယ်အဲ့တော့ဒီလိုစေတနာမှန်တဲ့ဟာကတကယ်ကိုဒီလိုရက်ရက်ဖြစ်ဖြစ်နေပေါ်လွင်လာတာဖြစ်ပါတယ်။ချွေးဝါမမိုင်းဖြစ်သွားတဲ့အချိန်မှာ ရရအားဖြင့်မိတော်အဓိကမျိုးလျှောက်ချတာဖြစ်နေတာပရမတ်ချက်ကတော်လိုက်ရဲ့မျိုးဆက်တဲ့တခုငွေပွားလိုက်တာဖြစ်ပါဒီအတိုင်းလုံးတွေကလူငယ်မျိုးဆက်တဲ့ပြည်တော်လာရင်ဝေဖွားရတာဖြစ်ပြီ။နောက်တစ်ခုကတော့ဒီတော်လာရင်ကိုဦးဆောင်လုပ်လို့ကြတဲ့လူတွေအတွက်နိုင်ငံရဲ့အယူဆကိုပြောင်းလဲစေတယ်။အဲ့လိုပြီးတော့ရှောက်ချပါလား။အရင်တော့ကတော့ဒီ အခုဆိုရင်တပည့်တော်ကအမျိုးသားပြည်သူစီဖွဲ့ကြွကရွေးချယ်ခံနေတဲ့တော်တော်ကောင်းတဲ့တရားဟောနောက်မှဒီထိုင်ဒီနေစားမှာဆိုရင်တော့ဒီဒီပမှာဆိုရင်တော့အပြည်တော်ကြီးပြောင်းနေတဲ့အမျိုးသားကောင်းစီစီယူယူဆိုတဲ့တပ်ပေါင်းစုရဲ့အတွင်းမှုပုံမှန်တရားဟောတော့နောက်ကညွန်မောင်ဆိုရရဲ့ဝန်ကြီးတယောက်ဒီလေရောဒီလိုအခုဆောင်တဲ့အဖွဲ့အစည်းတွေမှာပြီးတော့ပါဝင်ပေးရတယ်ဆက်ပြီးတော့လည်းပါဝင်ရတယ်ဘာလို့လဲဆိုရင်ရှင်အောင်တော်ကအရင်ဖြစ်သွားတဲ့အချိန်မှာအဲ့ဒီအချိန်တုန်းက ရိုမန်ရှာအကြဆိုတယ်ကျွန်တော်အစည်းအဝေးလုပ်ကြရတာရခိုင်တော်တော်တယောက်ပါပဲဘုခိုင်ဆိုတယ်ပြောပါလားကျွန်တော်တို့တော်လိုင်းရဲ့ဘက်ကလက်အုပ်ဝင်ခဲ့တဲ့အချိန်ရှိပါလားဒီချိန်ကတော့ပါပါရှစ်လလုံးရေးတော့ပါဒီလိုပဲလက်ဥပ္ပူပဲအခုရှိုးတော့တော်လိုင်းကြီးဖြစ်တယ်ကိုမျိုးစီအောင်ဘာမှမလုပ်ဘူးလက်ဥပ္ပူပဲပြန်လို့ဖြစ်တယ်အဲ့တော့အရင်ကဒီတော်လိုင်းမှာဘယ်လိုမြင်ရလဲဆိုရင် ယန္တုကိုအပိစ္စလပေါ်လို့ဆိုသူ့ကိုညီညီညာညာနဲ့တရားပြတာတော့ဆွဲဆောင်စီလို့ပဲပြောဆိုဆွေးနွေးပြီးကြောက်ကြောက်လုပ်တယ်။ constructive engagement လို့ပြောတယ်။အထူးကောင်းမြင်တဲ့အနေနဲ့ဆွဲဆောင်စီလို့လည်းစစ်ဆက်တတ်တယ်၊ပွားမယ်ဆိုတဲ့အယူဆတော်တော်ကတော့ရောင်းလို့ပြောဆိုဆွေးနွေးရေးဆိုတာကထိုင်ပြီးတော့စောင့်နေကြရတယ်လို့ပြောတာပါ။အဲ့တော့ပြဆုံးဆွေးနွေးရေးကိုပဲဆက်ဆံနေတဲ့အတွက်တကယ်ရှိတော့ဘာဖြစ်တာလဲ ဒီမှာရှိတဲ့တော်လိုင်းကများရှိတယ်။တော်လိုင်းရဲ့ကြက်ကြအဆောင်ရတာအာဝတ်လည်းပြည့်လို့ပြည်များဝန်ခံပြီးပြောတာဖြစ်ပါတယ်။အကြောင်းမလို့ဒီလိုတော်လိုင်းရဲ့အတွင်းကြီးဘာကြောင်းသွားလဲဆိုတော့စည်ရည်ကိုအခြေခံထားပြီးတော့ကိုလူမျိုးနဲ့ကိုယ့်ကိုယ်ကာကွယ်ဖို့အတွက်စည်ရည်ကိုအခြေခံထားပြီးတော့နိုင်ငံရေးအရေးကြီးတဲ့အဓိကကာကွယ်ဆောင်ရွက်ရမယ်ဆိုတဲ့အတွေးပေါ်ဒီဟာပြည့်ပြည့်ကောင်းမှုလား။ရောက်ပြီးရောက်ပြီးတော့ပြောချင်တဲ့ဆိုတော့ဖြစ်စဉ်တစ်ခုရှိတယ်။အဲရွှေချင်းစရာတော့ဘုရားကြီးနဲ့ ိုရင်ကြီးတပါတော်လောင်းဖြတ်ဖြတ်လာတဲ့အချိန်မှာဒေါ်ကျော်ရိုက်ရတဲ့ဘောမှာအဲ့ဒီရွှေချင်းဆရာတော်ဘုရားကြီးပြေးခါမပြေးလာပြေးလာတဲ့ခါကျတော့ဆရာတော်ကြီးကတော့ဆရာတော်ကြီးဆိုတော့အခုရွှေအောင်မှာရှိတဲ့တန်ခါတော်များကမေတ္တာပို့ရက်ပြီးတော့မေတ္တာပို့ဆုတောင်းဒေါ်ကျော်ရိုက်ရတဲ့မေတ္တာပို့လာလဲပို့လာပို့လာဒါပေမဲ့သူကပြေးလာတာပြေးလာအဲ့ခါကျတော့ဆရာတော်ကြီးဘိနာအူကြီးကဘာလို့လဲဆိုတော့ သူ့မှာပါလာတော့ကိုရင်းလုံးတော့တော်တော်ရဲ့ဖြစ်ကောင်းတယ်ရိုက်ရိုက်လိုက်ရိုက်ရိုက်လိုက်တော့တော်တော်ရတောင်းလို့ရှုပ်နေတယ်ကပြန်လာပြီးတော့ပြေးသွားအဲ့ကကျတော့ဆရာတော်ရပ်ပါတော့အေးမင်းမြတ်တာငါမြတ်တာကိုရှုပ်ရပါတော့အဲ့တော့ကျွန်တော်တပည့်တော်ကပါဘူးစိတ်ကောင်းတောင်းတယ်ဆိုတပည့်တော်ကခြေကောင်းတာကတော့ညမြတ်တာကိုဆုတောင်းပြီးတော့လူမှုရဲ့ရည်ရည်တဲ့အချိန်မှာပြည်တော်ကကိုယ်ကြီးနေရတယ်ပြီးတော့ဘလို့ကံတဆင်းကောင်းပါလား ကြောင့်တို့တို့အနေနဲ့အခုစဉ်ပြီးတော့ကိုအမျိုးသားလူ့ပြည်အဖွဲ့ချုပ်ကအထွေထွေမှုနဲ့တောင်းယူပါတယ်။ယူတဲ့အခါမှာပြည်တော်တို့မေးတယ်။ခမရအမျိုးသားပြည်စီဖွဲ့ချုပ်တောင်းဆန်းစုကြည်ပြီးဆောင်တဲ့အမျိုးသားပြည်စီဖွဲ့ချုပ်ကလက်ဖြစ်တယ်။တို့တော်ကိုယ်စားလှယ်ကဘာမှမတတ်တဲ့အခါမှာတောင်းဆောင်လို့တော်တယ်။အဲဒီပြီးတော့ရဲ့အဖြေအရတော့လူလူကပြည်တော်တို့မေးပေးတတ်တဲ့အချိန်မှာလက်နက်ကန်ကန်ကန်လို့ဆိုတော့မပါဘူး။အမောကိုစီရအောင်တရားပဲပြည်တော်တို့ထူတော်တရားပဲ။ ဒီဒီဒီရဲ့ချက်ဖြစ်ရှိအဲ့တော့လူသူ့ဘက်ကဒီမိုဆီချူတော့နိုင်တယ်ပြည်အောင်စုကိုပြစ်ဆောက်ပေးနိုင်တယ်ဆိုမှပြီးတော့ကာဝေကျေတယ်လို့ပြောလဲပါကြောင်းလို့ဒီနေ့အချိန်ကမှတော့ဒီစစ်ရေးကိုအချိန်ကတအားပြတော့နိုင်ငံရေးကိုအထက်တာဆောင်ရွက်သွားပြီဆိုရင်ဒီလိုတော့တော့တာဒါလည်းပြတော့ပြောတော့ပေါ့ရောက်လို့ဒီချူတော့နိုင်ရေးကိုပြီးတော့ညွှန်ပြရတယ်တန်တော်တော်များရဲ့ဘေးစူးကိုဥခိုက်ခိုက်ပြီးတော့ပြောအောင်အဓိကချူတော့ပေါ်ကနေရ ဒီလိုလောက်တော့လာရောက်ပါတယ်တိုင်းလူတွေတော့ကြိုက်တယ်ဖတ်မှတူပါခုနကတော်လာရေးတောင်းဆောင်ရဲ့လူတွေရဲ့အတွေးကိုကြောင်းလိုက်စေတာဖြစ်ပါတယ်နောက်တစ်ခုကဆွေးအောင်တော်လာရေးမှာလူငယ်မျိုးဆက်တက်တကယ်ဝင်ထုတ်တယ်ဒီလိုလိုသူတွေညီမတွေဆိုရင်ဒီလိုလိုသူတို့မြင်နေရတာပုဂ္ဂလိကပေါင်းထွက်လာပြီးရင်အိမ်မှာရှိတဲ့ပတ်စံရတယ်လို့ဒီဇေယျလုပ်ပြီးသူတို့ကတော့သွားသူတို့မြင်မှာတနာရတာရေးစားတာအားမကိုဘူး ဘာလို့ကြာတော်နိုင်ရကြာလာတယ်လို့ကြည်အားမရသူတို့ကိုတိုက်လိုက်တယ်တော်နိုင်ရုပ်ဆင်းတယ်နိုင်ငံရုပ်ဆင်းတယ်အဲ့ဒီဒီရှိုးတိုင်းမှာရှိတဲ့စကားတော်ကတော့ကျွန်တော်ဦးလေးပြောင်းတယ်ခလေးတွေပြောင်းဘဝအစားအသောက် ဝေးဝေးနေတယ်အဝင်မလျှော့တော့ဘူးပေါ့စီအဲ့တော့တပည့်တော်တို့ online ကဘောပါစားပြီးတော့ဝေးဝေးသွားပြီးဝေးဝေးသွားတော့ဝင်မလျှော့လို့ဆိုတဲ့စိတ်ကအခြေခံကြောင်းလိုက်ပေးလိုက်တာကရှိုးတော့ဖြစ်ပါတယ်ဒီရှိုးအောင်အမရေးကတန်တာပေါ်များမှာအထူးသဖြင့်လူငယ်လူသက်တဲ့ပြပါတိုင်းတော်မျိုးပေါင်းစုံကတန်တာတိုင်းတော်မျိုးပေါင်းစုံကလူငယ်လူသက်တဲ့ပြပါတန်တာဆိုတဲ့အခြေခံအောက်ကတော်လိုက်ရေးဥဆောင်ဆောင်လာပြီးခဲ့တာဖြစ်ပါနောက်တစ်ခါတန်တာတော်များက ဒီလိုဆန္ဒပြချက်တဲ့ချက်ကဘာသာပေါင်းဆိုတော့လူမျိုးပေါင်းဆိုတော့ဥခိုက်ပြီးတော့ရေချမ်းကတာအပါအခါတော့ကြာတကယ်ဝင်လိုက်လို့ဂျင်တဲ့ကတောက်ခံပြေးခဲ့ကြတာပဲဒီတိုင်းမှာဆရာနာရှင်စနစ်ကဘာသာတွေလူမျိုးတွေဖွဲ့ချပြီးတော့မှဆရာနာရှင်ကအုပ်စုဖွဲ့ပြီးတိုက်ကြည့်နေတဲ့ဟာကိုပျောက်သွားတာဆရာနာရှင်စနစ်ပြုတ်ချပြီးဥတီချက်တဲ့ဥတီမင်းနိုင်တယ်လို့ပြောပြပြောချက်ကျေးဇူးတင်စကားကိုရှောက်ထားကြတာ ရောင်းလို့ပြီးတော့စကားနဲ့ခေါင်းနဲ့အောင်စန်းစုကြည်ပြောတဲ့စကားနဲ့ခေါင်းနဲ့ပြောရင်းနဲ့ဒီကုတ်ချုပ်ပါပါတခေါင်းကတော့အောင်စန်းစုကြည်ကပြည့်လို့ပြောပါအလုံးမရှိတဲ့ညီညွတ်ကြီးကရရှိမထိုင်နိုင်ဘူးညီညွတ်ရဲ့ဖြစ်ချင်အလုံးလို့ကြောက်ပါတော့အလုံးမရှိတဲ့ခံပြောလို့ညီညွတ်ရဲ့ဆိုဖြစ်ပါဒီကနေ့ဘုန်းပြမှာရှိတဲ့ဘာသာတော်များတဲ့ဘုရားကြီးကိုတော်တော်များများဒီ ရှောင်းမိုင်းတို့ဖြစ်စီတဲ့ခန္ဓာကိုကျင်းပါရင်အလုံးစုံတို့ဒီညဉ့်ညူရေးကိုရတာလို့ပြောမြင်ပါတယ်။အကြောင်းကိုရေရှင်းပါလဲ online ရဲ့အတွက်အလုံးစုံတို့လုပ်ရင်ညဉ့်ညူရေးကိုဆက်ပြီးရယူနိုင်ပါရဖို့ဒီနေရာတွေတောင်းဆိုပါတယ်။ဖြုန်းဤလူပဲဘောဆန်းစတီကပြောခဲ့တာရှိတယ်။အောင်ဆန်းလန်းဆိုတာပြောခဲ့တယ်။ဘောရောအောင်ဆန်းကျွန်တော်တို့ online ရုပ်ခဲ့ခါမှာကိုယ့်ရဲ့တိုင်းနဲ့ကိုယ့်ရဲ့ဒီလူကောင်းမှုအတွက်ကတော့အဲ့ဒီကောင်းမှုကိုကြည့်ပြီးတော့လုံးဝအောင်ဆန်း